ဒိုရချမစင်ညာအားလုံးမင်္ဂလာပါရှင်ဒီကနေ့30ရက်6လ25ပေါ့နော်ဆက်နှစ်ချိန်ပေါ့နော်ဆက်နှစ်ချိန်အတွက်လေးခွဲပေါ့နော်ညနေခင်းအတွက်ပါဒါဆိုရင်စပြီးတော့ကြည့်ပေးပါဦးနော်ဒီမှာက 3ခွန်နှလုံးပေါင်းတော့ပေါင်းခြင်း3ညထိတ်ပို့ရင်သွားမယ်เนาะပေါင်းခြင်း3ညကဘယ်ကဏ္ဍနေပေါင်းပါလဲဆိုတော့ဒီမှာရှိတယ်3 3 4 3တော့6 6လေးပေါင်းတော့3ည3ညညီများခြင်း3ညဆိုပြီးရတာဟုတ်ပြီเนาะပြီးတော့ရင်ဆက်သွားပါမယ်ဒီမှာ6ရှစ်6ရှစ်နှလုံးပေါင်းတော့ပေါင်းခြင်းခွန်ဒီမှာဆိုလို့ရှိရင်6 3 3ည19ပေါင်းတော့3ည3ည3ပေါင်းတော့လည်း3ည9နက်က3ည0ပြရထားတယ် ဟုတ်ပြီနော်ဒါဆိုဆက်သွားပါမယ်ဒီမှာခွန်လေးခွန်လေးနှလုံးပေါင်းတော့ပေါင်းခြင်းတက်ပါเนาะဒါဆိုရင်ဒီမှာခဏန်3လုံးပေါင်းမယ်ဆိုရင် သူကเนาะဘာဖြစ်မလဲဆိုတော့ equal power နဲ့ခဏန်သွားမယ်เนาะဒါဆိုရင် equal power နဲ့ခဏဆိုတော့6ရှိပါတော့เนาะ6ရှိဆိုရတဲ့အတွက်ကြောင့်မလို့ခဏန်လေးရစသွင်းမယ် သူကနှလုံးပေါင်းရင်ရှစ်နှစ်ပေါင်းတော့၃ညဆိုတော့အစာသွင်းလည်းပြ၆၈ပဲပေါ့နော်ပြ၆၈ထိဆိုပြီးတော့ရထားတယ်နော်ဒါဆိုရင်အပိတ်ကိုပြမယ်နှစ်ခုမရေးမိတဲ့အတွက်ကြောင့်မင်းနဲ့လေးတော့ရှုပ်မယ်နော်ဒီခန့်ပြီးတော့ကြည့်ပြီးပါနော်ကိုအရင်ကာလာမတူတာလေးနဲ့ပြပါမယ်ဒီမှာက၈အပိတ်ကိုအခုစသွားမယ်နော်အပိတ်ကဒီမှာ၈ဒီ၈ကဆိုလို့ရှိရင်နော်အခု အပိတ်ကဒီမှာရှစ်အမဲနဲ့ပဲပြသွားမယ်ဒီရှစ်ကဆိုရင်ဒီမှာ၄ခွနှလုံးပေါင်းတော့တဲ့ရှစ်နဲ့ခတ်တယ်ပေါ့နော်ဒါကအပိတ်လေးပါနော်အပိတ်ကိုပြထားတာကမရှင်းပါဆိုလို့နော်ဒါဆိုရင်၄နော်ဒီမှာထပ်ပြီးတော့မရေးပြပါပါနော်ဒီမှာ၄၄ကဆိုရင်ဒီမှာ၃ညနဲ့နှလုံးပေါင်းတော့နဲ့၄နှစ်ခတ်နဲ့ဟုတ်ပြီနော်ဒါဆိုရင်ဒီမှာဆိုလို့ရှိရင်နဲ့ဟုတ်ပြီနော်ရှစ်ရဲ့ဒီမှာနာမည်အပိတ်တစ်လုံးလေး နှလုံးပေါင်းမယ်ဆိုရင်ဒီမှာနှစ်ကောเนาะနှစ်ကိုယူပြီးတော့မူတည်ပြီးတော့ယူရမှာပါเนาะဒါဆိုရင်ဒီဘက်ပြီးမှာပဲရေးလိုက်မယ်เนาะနှစ်ပေါင်းခြင်းကနှစ်ဒီကဏ္ဍကနှစ်နှလုံးပေါင်းမယ်ဆိုရင် equal power နဲ့ကဏ္ဍနဲ့သွားမယ်နှစ်ခွန်လေးပေါ့เนาะဒါဆိုလို့ရှိရင်သွားပါမယ်เนาะဒါလေးသွားမယ်ဆိုလို့ရှိရင်ဒါဆို၈ နော်ရှေ့ရင်နောက်တစ်လုံးနဲ့ပိုင်းနှစ်ဆိုတော့၄ထည့်မယ်ရှေ့ရင်နောက်တစ်လုံးနဲ့ပိုင်း9ဆိုတော့9ထည့်မယ်ရှေ့ရင်နောက်တစ်လုံးနဲ့ပိုင်း၄ဆိုတော့6ထည့်မယ်၄9 6ဆိုပြီးတော့အပိတ်ကရတယ်နော်ဒါဆိုရင်ကဏ္ဍလေးတွဲကြည့်အောင်နော်၄9 6ပေါ့နော်6669669ပါ8689 86ပေါ့เนาะဒီကဏ္ဍလေး6ွက် เนาะ5กว่า sorry ပါเนาะ5กว่ายาตัวပါတယ်ဒါဆိုရင်ညနေခင်းတွက်ကတော့8လေးရေเนาะ6လေးရေ1လေးရေပေါ့เนาะ4 4ခဏလေးတွေကိုကြိုက်ပါတယ်เนาะ4အပိတ်ကလေးတွေပေါ့เนาะဒါတော့ညီမရှာတာညီမသဘောထားကိုပြရတာပေါ့เนาะအခုတော့မတော့တော့တကယ်လို့သဘောထားချင်းတိုက်ဆိုင်နေအကြိုက်တူမယ်ဆိုရင်လိုက်ပြီးတော့ကစားကြပါเนาะအားလုံးမညီမညီမကန်ကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးမကျေးဇူးတင်ပါတယ်ရှင်